ယူကရိန်းကိုတင်ရည်စီဟာတဲအဖေမျိုးမှာဆင်းသက်ခဲ့ပါတယ်။လောင်းဟာခီးတွားဖို့အတွက်ရည်ရွယ်ချက်တော့မဟုတ်ပါဘူး။ဒီဖြစ်ကယူကရိန်းနိုင်ငံဟာလွန်ခဲ့တဲ့လများစွာကတည်းကအဆိုးဝါးဆုံးဘုံကျဲတက်ခတ်မှုတွေကိုရင်ဆိုင်နေချိန်မှာဖြစ်ပေါ်ခဲ့ပါတယ်။ရုရှားဒုံးကျည်တွေကနိုင်ငံတော်မှာရှိတဲ့မြို့ကြီးတွေကိုတိုက်ခိုက်နေပါတယ်။ယူကရိန်းသမ္မတဇယ်လင်စကီးကလေရင်တင်ဆောင်လာတဲ့အရာကိုအတည်ပြုခဲ့ပါတယ်။သူကအီရိုပြောကြားခဲ့တယ်။စနစ်တစ်ခုကိုတတ်ဆင်ပြီးဖြစ်တယ်။ ယူကရိန်းဟာလာမယ့်ဇွန်ဥမှာအစ္စရေးမှနောက်ထပ်ဘက်ထရီတစ်ခုကိုရရှိမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးဟာယူကရိန်းတို့၎င်းရဲ့ proud zone patriot ဒုံးကျည်စနစ်ကိုပေးအပ်ခဲ့ပါတယ်။၎င်းကလက်ရှိမှာလက်ပတ်နေပြီဖြစ်တဲ့နောက်ထပ်စနစ်တစ်ခုဟာစောင်းရသည်မရောက်မီယူကရိန်းတို့ရောက်ရှိလာမှာဖြစ်တယ်။ဒါပေမဲ့ဤတဲ့င်းကတစ်ချိန်တည်းပို့ဆောင်မှုတစ်ခုနဲ့သာတက်ဆိုင်တာမဟုတ်ပါဘူး။၃နှစ်နီးပါးကြာအောင်အစ္စရေးဟာယူကရိန်းကိုလက်နက်တွေပေးပို့ဖို့အတွက်ညှင်းဆိုခဲ့ပါတယ်။ တခုအခါဣဇရဲကဒေါ်လာတန်ရာချီတန်ဖိုးရှိတဲ့ပက်ထရက်ဒုံးကြီးစနစ်တွေကိုပေးပို့နေပါတယ်။ဤစနစ်တွေကအတိအဆက်တော့မဟုတ်ပါဘူး။၎င်းတို့ကဣဇရဲကကွယ်ရေးတိုးလောင်းရာမနစ်30တက်တန်းရှိတဲ့ M901 Pack 2 model တွေဖြစ်ပါတယ်။ယူကရိန်းဆိုင်ရာဣဇရဲတာမမိုက်ကယ်ဘရော့စကီကဤပြောင်းလဲမှုကိုရှင်းပြခဲ့ပါတယ်။သူကကျွန်တော်တို့ဟာ၎င်းတို့ကိုယူကရိန်းတို့လွှဲပြောင်းရန်သဘောတူခဲ့တယ်။ဣဇရဲဟာ စစ်ရဲ့အကူအညီမပေးခဲ့တယ်လို့လူတွေပြောတဲ့အခါမှာ၎င်းကရုပ်ရှင်စွာမမှန်ကန်ကြောင်းပြတ်တားခဲ့ပါတယ်လို့သူကပြောခဲ့ပါတယ်။ဤဆုံးမြတ်ချက်ကရုရှားက၎င်းရဲ့တက်ခဲမှုတွေကိုတိုးမြင့်လာခြင်းမှာဖြစ်ပေါ်လာပါတယ်။ပြီးခဲ့တဲ့အပတ်ကပင်ရုရှားဟာယူကရိန်းမြို့တဲကိုဒုံးကျည်နဲ့ဒရုန်းပေါင်း200ကျော်ကိုပစ်လုခဲ့ပါတယ်။တဲရပြမှာဆင်းသက်ခဲ့တဲ့ Antonov N124 လေယာဉ်ဟာယခုအချိန်ထိတိစောက်ခဲ့တဲ့မြောက်မှာအကြီးဆုံးကုန်တင်လေယာဉ်တွေကတစ်စီးဖြစ်ပါတယ်။ ၎င်းကရှိရင်ပစ္စည်းတန်ကျင်150ကိုတခါတည်းတည်ဆောင်နိုင်ပါတယ်။ The war zone ကာကွယ်ရေးထုတ်လုပ်မှုက လေရင်ရဲ့ပန်တမ်းမှုပုံစံကလေကြောင်းကာကွယ်ပစ္စည်းတွေကိုစုဆောင်နေပဲရှိကြောင်းပြောပြဖော်ပြခဲ့ပါတယ်။လေရင်က Give my life Z တို့ခင်မီပြပြန်ရအတွက်ပြန်တန်းခဲ့ပြီးထို့နောက် Data Vic ကိုတက်တက်ပြန်တန်းခဲ့ပါတယ်။ ဤလွယ်ပေါ်မျိုးဟာဣဇရေးနဲ့ရရှာဆက်ဆံရေးကြောင့်အလွန်အရေးကြီးပါတယ်။ဣဇရေးဟာစီးရီးယားမှာစီးရီးလှုပ်ဆောင်မှုတွေရှိရှိပြီးဒုနီယာမှာရုရှားတပ်ဖွဲ့တွေကလေပိုင်နက်ကိုထိန်းချုပ်ထားပါတယ်။၃နှစ်ကြောင်ဣဇရေးဟာမော်စကိုကိုဒေါ်လာထွက်လို့ထွက်စေလို့ချင်းမရှိတဲ့အတွက်ကြောင့်ဗဲမလိုက်နေခဲ့ပါတယ်။ဣဇရေးဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးအပ်ခဲ့တော်လဲရုရှားလေယာဉ်များကိုပစ်ချနိုင်တဲ့လက်နက်တွေကိုပေးပို့အတွက်ညှင်းဆိုခဲ့ပါတယ်။ ယခုအခါသူဆုံးပြတ်ချက်ကလုံးဝပြောင်းလဲသွားပြီဖြစ်တယ်။ Patriots နဲ့က Baltic ဒုံးကြီးတွေ Cruise ဒုံးကြီးတွေနဲ့လေယာဉ်တွေကိုကီလိုမီတာ100အကွာဝေးအထိတားဆီးနိုင်ပါတယ်။ Patriot တို့ကယူကရိန်းနယ်မြေပေါ်မှာတလကန်ကြာလေပတ်နေပြီဖြစ်တယ်။ယူကရိန်းတပ်ဖွဲ့တွေက၎င်းကို Germany ရဲ့ Iris T နဲ့ပြင်သစ်အီတလီတို့ရဲ့ Samty စနစ်တွေနဲ့အတူ၎င်းတို့ရဲ့လေကြောင်းကာကွယ်ရေးကွန်ရက်မှာမောင်းဆီထားပြီဖြစ်တယ်။ အကျဉ်းကဲမှုကအလွန်ရေးကြီးပါတယ်ရုရှားဟာဆောင်းရာသီမတိုင်းပင်ယူကရိန်းဓာတ်အားပေးဆေးအုပ်တွေနဲ့အရသာဆောင်းကုန်တွေကိုတိုက်ခတ်မှုတွေတိုးမြင့်လာပါတယ်လေကြောင်းကာကွယ်ရေးမရှိပါကယူကရိန်းတန်ပေါ်များစွာအေးခဲတဲ့အပူချိန်မှာလက်စစ်တပ်အားနဲ့အပူပေးစနစ်တွေကိုဆုံးဆုံးနိုင်ပါတယ်ပက်ထရိုစနစ်တွေဟာရုရှားဒုံးကျည်တိုက်ခတ်မှုများမှာအရေးပါတဲ့အခြေခံဆောင်းအုပ်တွေကိုကာကွယ်ပေးမှာဖြစ်တယ်ဒါပေမဲ့ Israel ရဲ့ဆုံးဖြတ်ချက်ကယူကရိန်းကိုကူညီကြတာမဟုတ်ပါဘူး။ရုရှားဟာ Israel ရဲ့တရားတွင်အဓိကရန်သူဖြစ်တဲ့ Iran နဲ့ ပုံမခံမှာတဲ့ဆက်ဆံရေးကိုတိဆောက်ထားပါတယ်။အီရန်ဒုံးတွေကယူကရိန်းအရသားတွေကိုနှိမ့်စင်တပ်ဖြတ်နေပါတယ်။သူဒုံးနီးပညာတူဟာလေဗနွန်နဲ့ဆီးရီးယားအစ္စရေးမျိုးတွေကိုလည်းချိန်ချောက်နေပါတယ်။အမေရိကန်ပြည်တော်စုကအီလွတ်ပြောင်းမှုမှာနောက်ကွယ်ကကူညီခဲ့ပါတယ်။အီပက်ထရစ်စနစ်တွေကနှစ်ပေါင်းများစွာကအစ္စရေးကိုရောင်းချခဲ့တဲ့အမေရိကန်စနစ်တွေဖြစ်တယ်။အစ္စရေးဟာ၎င်းတို့ကိုယူကရိန်းတို့ပေးပို့မီဝါရှင်တန်မှာခွင့်ပြုချက်ရယူရမှာဖြစ်တယ်။ G7 နိုင်ငံများဟာမကြသေးမီကထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။၎င်းတို့ကကျွန်တော်တို့ဒီယူကရိန်းအခိုင်မာပြီးယူကြည်စိတ်ချတဲ့လုံခြုံရေးအမခံများပေးရန်မိခင်ပြည်တော်စုနဲ့လက်ရှိညွန့်နိုင်ဆောင်ရွက်ရန်ကျွန်တော်တို့ရဲ့ဆက်လက်ပြီးတော့ဂရီကိုကိုအလေးပေးဖော်ပြပါတယ်လို့ဖော်ပြခဲ့ပါတယ်။အစ္စရေးရဲ့လှုပ်ရှားမှုကဒေသတွင်းနိုင်ငံရေးပြောင်းလဲမှုကိုပြတ်တောက်ပါတယ်။ဟာမတ်စ်ကအော်တိုဘခုနှစ်ကအစ္စရေးကိုတိုက်ခိုက်ရမှာရုရှားနဲ့အီရန်လက်နက်တွေကိုအသုံးပြုခဲ့ပါတယ်။ မော်စကိုဟာဂါဇာမှာရှိတဲ့အစ္စရေးရဲ့လှုပ်ရှားမှုတွေကိုဝေဖန်ခဲ့ပြီးဟာမတ်ခေါင်းဆောင်များနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အစ္စရေးနဲ့ရုရှားအကြဆက်ဆံရေးရာယခုအခါအခါဆိုးဝါးစွာပြိုကွဲသွားပြီဖြစ်တယ်။ယူကရိန်းအတွက်ပက်ထရီဘက်ထရီတုံးခုဟာအလွန်ရေးကြီးပါတယ်။၎င်းတို့မှာဂျာမနီနဲ့နယ်သာလန်မှစနစ်တွေရှိပြီးဖြစ်တော်လဲမြို့ကြီးများအားလုံးကိုကာကွယ်ရနောက်ထပ်လိုအပ်နေသေးပါတယ်။ပက်ထရီဘက်ထရီတခုစီဟာမြို့ကြီးတခုခန့်အရွယ်မှာရှိတဲ့ဧရိယာကိုကာကွယ်နိုင်ပါတယ်။နောက်ထပ်စနစ်တုံးခုဟာ ရုရှားဒုံးကျည်များနဲ့မြို့သုံးမြို့ကဘေးကင်းစင်မှာဖြစ်တယ်။ဤအကျိုးတယောက်မှုဟာယူကရိန်းထက်ကျော်လွန်သွားနိုင်ပါတယ်။အကယ်၍အစ္စရေးဟာယူကရိန်းတို့လက်နက်များကိုပွပွင့်လင်းလင်းပေးပို့ပါကအခြားဘက်မလိုက်သောနိုင်ငံများလည်းလိုက်လာနိုင်ပါတယ်။ဆွစ်ဇာလန်နဲ့ဩစတြီးယားကဲ့သို့နိုင်ငံများဟာဘက်မလိုက်မှုကိုအကြောင်းပြချက်အဖြစ်အသုံးပြု၍လက်နက်များမပေးပို့ခဲ့ပါဘူး။ဤဇွေရဲ့လှုပ်ရှားမှုဟာ၎င်းတို့ရဲ့ယက်တီချက်ကိုပြောင်းလဲရန်တွန်းအားပေးနိုင်ပါတယ်။ရုရှားဤဇွေရဲ့ဆုံးဖြတ်ချက်ကိုတရားဝင်တုံ့ပြန်ခြင်းမပြုသေးပါဘူး။ဒါပေမဲ့ မော်စကိုဟာယူကရိန်းတို့လေကြောင်းကာကွယ်ရေးပေးတဲ့မြေတီနိုင်ငံကိုမဆိုတရားဝင်ပြစ်မှတ်ဖြစ်လာမယ်လို့တတိပေးခဲ့ပြီးဖြစ်တယ်။ယခုအခါကြီးမားတဲ့မင်းကွန်တစ်ခုကတော့ဤဆွေးဟာစနစ်၃ခု ပေးပို့ပြီးတဲ့နောက်ရပ်တန့်သွားမှာလားဒါမှမဟုတ်ဤဒီမှာအဆမျှတာလား။အီရန်ကရုရှားကိုကူညီပြီးရုရှားဟာဤဆွေးရဲ့ရန်သူတွေကိုထောက်ကမ်းနေတဲ့ဖြစ်ဒေသတွင်းမှာရှိတဲ့တိုက်ပွဲမြင်းကြောင်းတွေကအပြစ်အပြောင်းလဲသွားပြီးဖြစ်တယ်။